ားသူကြီးတို့ဇလံဂီတောင်ရဲ့ဇလံအပိုင်း1တရားသူကြီးမှတ်စာအပိုင်းခွန်အပိုင်းငယ်16မှ25စပြစ်နေတဲ့ခြံထဲမှာတရားရောက်ရှိနေပါတယ်ဘသူလို့ထင်တယ်လဲတရားကြည့်ကြည့်ပါအဲ့ဒါဂီတောင်ပဲဖြစ်ပါတယ်သူက စပြစ်ခြံထဲမှာစပြစ်ဝိုင်ကိုမလှုပ်ပဲဂျုံနေနေပါတယ် ထိုခေတုံးကရိတ်သိမ်းရသည့်ရောက်တဲ့အချိန်မှာမိတယ်လူမျိုးတို့ကခက်ခက်ခဲခဲစိုက်ပျိုးထားတဲ့တီးနန်တို့ကိုကျူးကျော်ပြီးခိုးယူကြပါတယ်။ထိုအချိန်တုန်းကအီတရီလာတို့ကရုတ်ထုကိုကိုးကွယ်ပြီးဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုမနာခံခဲ့ကြပါဘူး။မိတန်တို့ကအီတရီလာလူမျိုးတို့ကိုနှောက်ယှက်ကြပါတယ်။ ကြီးတောင်ကမိမိရိတ်သိမ်းထားတဲ့စပားကိုလူယူမှစိုးရင်ဒါကြောင့်တိတ်တခိုးရိတ်သိမ်းနေပါတယ်။ထိုအချိန်မှာဖျားသခင်ရဲ့ကောင်းကင်တမန်တော်တို့ကကြီးတောင်ထံရောက်ရှိလာပြီ။အာအင်ကြီးမသောစစ်သူကြီးဖျားသခင်သည်တင်နဲ့အတူရှိတော်မူ၏လို့ဆိုပါတယ်။ကြီးတောင်ကအလွန်ကြောက်ရွံ့ပြီးပုံအောင်ကဂျွန်ကိုရိတ်သိမ်းပေမဲ့ ဖရာသခင်ကသူ့ကိုအားကြီးတဲ့သူအဖြစ်အသုံးပြုစေလိုပါတယ်။ဒါကြောင့်သူ့ကိုရဲဆွဲတက်တီတွေပေးအပ်ပြီးအံ့ဖွယ်ကိစ္စအမြောက်အများကိုပြသတတ်ခဲ့ပါတယ်။အခုတော့ကီတောင်ကရဲဆွဲတက်တီတွေရှိလာခဲ့ပါပြီ။ခါနန်လူတို့ရဲ့ရုပ်ထုဖြစ်တဲ့ ဗာလဖရာသခင်ရစ်ပန်လင်ရုပ်ထုကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ထို့နောက်ကျဲလောင်းနဲ့တံပိုမှောက်ပြီးမိတန်သူတို့ကိုတိုက်ခိုက်ဖို့ဤတဝေလာစစ်တပ်ကိုစုယောင်းစေပါတယ်။လူပေါင်း3000တောင်စုဝေးခဲ့ကြပါတယ်။မိတန်စစ်တပ်တို့ရဲ့လူပေါင်းသသိန်းကျော်စစ်တပ်နဲ့ရှင်ရင်တော့တိုင်းငယ်ပေမဲ့လူတို့ကအစွမ်းကိုကြိုးစားတိုက်ခိုက်ဖို့ပြင်ပါတယ်။ဖရာသခင်ကခီးတောင်ကိုမိန်ပါတယ်။ လူတွေအများကြီးစုဝေးနေပါတယ်။ဒါပေမဲ့သူတို့ကိုတက်ခိုက်ပြီးနိုင်သွားရင်တင်တို့ကိုတင်တို့ကောင်းမွန်စွာ လုံဆောင်နိုင်မယ်လို့ထင်သလား။ကြီးတောင်ကစစ်ပွဲကိုကြောက်ရွံ့တဲ့သူတွေကိုအိမ်ပြန်ကြတော့လို့မိန်ပါတယ်။ထို့အခါလူပေါင်း2300ကပြန်သွားခဲ့ကြပါတယ်။အခုတော့မိတန်လူတို့ကိုတက်ခိုက်ဖို့လူပေါင်း1000လာကျန်ရှိပါတော့တယ်။ဘုရားသခင်က ဒီလူပမာဏကများပြားလျက်ရှိပါတယ်လို့ဆိုကကန်းဆန်နာကရေကိုတောက်ကစစ်ပွဲအတွက်လူဘလို့ရွေးချယ်ဖို့ကိုမိန်ပါတယ်နောက်ဆုံးမှာတော့မိဒံလူပေါင်းတသိန်းကျော်ကိုတိုက်ခိုက်ဖို့အီသရီလာလူတို့အယောက်300ပဲကျန်ရှိပါတော့တယ်ဖျားသခင်ကကြာရုံနေတဲ့ကြီးတောင်ကိုမိတန်တို့စစ်တက်တဲ့ခိုးဝင်ဖို့ပြောပါတယ် ဂီတောင်ကမိတန်တို့စစ်တက်တဲ့တခုဝင်တဲ့အခါစစ်သားတယောက်ကသူ့ရဲ့တငယ်ချင်းကိုအိမ်မက်အကြောင်းပြောပြနေပါတယ်။စပယ်နဲ့ပေါမုတ်တလုံးကမိတန်တို့တက်ထဲကိုခိုးဝင်ပြီးတက်ကိုပြိုကွဲစေတယ်တဲ့။နောက်ထပ်တငယ်ချင်းကပြောပါတယ်။ထိုအတိတ်ဘယ်ကဂီတောင်ကဒီစပယ်ကိုနိုင်မယ်ဆိုတဲ့အတိတ်ဘယ်ဖြစ်နေမလား။ထိုအကြောင်းအရာကိုကြားသွားတဲ့ဂီတောင်ကခွန်အားရရှိသွားပါတယ်။ ီတရီလာလူတို့အယောက်300ကိုထားကြတော့လက်ရဘက်မှာတံပိုးကိုယူပြီးလက်ဝဲဘက်မှာပွက်ထားတဲ့မီးပလင်းတို့ကိုယူဆောင်ကြတော့ပြီးရင်ကျွန်တော်လောက်ကိုလိုက်ခဲ့တော့လို့ဆိုပါတယ်ကီတောင်နဲ့အီတရီလအမျိုးသားအယောက်300တို့ကမိတန်တို့တစ်ထဲကိုရောက်တဲ့အခါမိပလင်းတို့ကိုခွဲပြီးတံမိုးကိုမှောက်ခါဖျားသခင်အတွက်ဂီတောင်အတွက်ဆိုအော်ဟစ်ကြပါတယ် ထို့နောက်စမ်းကြေတာဖြစ်သွားခဲ့ပါတယ်။မိသံလူတို့ကထိတ်လန့်သွားပြီးသူတို့အချင်းချင်းစတင်တိုက်ခိုက်ကြပါတော့တယ်။အခြားစစ်ပွဲတွေမှာမကြုံဘူးတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။အီသရီလာ လူတအူးတယောက်မှဒီစစ်ပွဲအောင်နိုင်ခြင်းကသူတို့ရဲ့ကြိုးစားမှုကြောင့်လို့မပြောကြပါဘူးဒီစစ်ပွဲကဖျားသခင်ရဲ့ခွန်အားကြောင့်နိုင်ခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲစစ်ပွဲဆိုတာ လူအရေးအတွက်နဲ့မဆိုင်ပဲဖျားသခင်ရဲ့အကူအညီကြောင့်သာမဟုတ်ရင်အနိုင်ရရှိမှာမဟုတ်ပါဘူး။ဂီတောင်ရဲ့ဇလန်းနဲ့အီတရီလာစစ်တာ300ကနေတစင်အီစစ်မန်နဲ့အကြောင်းအရာကိုသိခဲ့ရပါတယ်။